အန်တီဆီလူနေဖြင့်မြန်မာသည်နောင်နှစ်20အတွင်းစင်ကာပူမြေရမည်လို့ပြောကြသည့်အတွက်များစွာအားရမိပါသည်တဲ့ကျွန်တော်ကျွန်တော်တို့ပြည်သူပြည်သားများအနေဖြင့်မြည်သည့်အခန်းကဏ္ဍမှာပါဝင်နိုင်မည်ကိုသိခွင့်ရကြင်ပါသည်ခင်ဗျားတဲ့ကျွန်မပြောတာအနည်း20အတွင်းစင်ကာပူကိုမြေရမည်လို့ပြောတာမဟုတ်ပါဘူးမြေစင်ကာပူကိုကြော်ရမည်လို့ပြောတာပါ မြည်သည့်ကန္တာမှာပါဝင်နိုင်မလဲဆိုတာကန္တာတိုင်းမှာပါဝင်နိုင်ပါတယ်စိုးစိုးကကျွန်မပြောသလိုပဲပြည်သူပြည်သားများအလုံးတူးချင်းတူးချင်းဟာတောင်းဖို့ရှိပါတယ်ခုနပြောသလိုပေါ့ဒီအဂရိလိုက်စားမှုတွေရှိတာကိုရဲတင်းတင်းနဲ့တိုင်နေဆိုတာလေဒါရဲ့ကိုတာဝန်ကျေတာပဲဒါလည်းကျွန်မတို့ရဲ့တိုတဲတွေအတွက်ဝိုင်းဝန်းပြီးတော့ကူညီနေတာပဲကိုတင်တဲ့ပညာကိုကိုကိုတကယ်ကိုကောင်းကောင်းမွန်မွန်ပိုင်ပိုင်နိုင်နိုင် သင်လို့ရအောင်လို့စ조사နေတဲ့ကျောင်းသူကျောင်းသားတွေဟာလေတကန်းတကန်းသားကနေပြီးတော့ပါဝင်နေတာပဲဂန္ဓာတိုင်းဂန္ဓာတိုင်းမှာပြည်သူပြည်သားတွေပါဝင်မှာကျမတို့အနှစ်20အတွင်းလှုပ်ချင်တာလှုပ်လို့ရမှာဖြစ်ပါတယ်